ားလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကကျွန်တော်ကိုရိုမာရိုပေါ့နော်ဒေတင်ငန်းစာဗီဒီယိုဖိုင်လေးမှာကြတော့လေ T silent words ပေါ့။တချို့စကားလုံးလေးဒီမှာလည်းကျွန်တော်ကိုရိုမာရိုက T ကို silent ဆိုတာဖျောက်ပြီးတော့အတန်ထွက်ရတာ။ T ကိုတော့ရေးရထဲမှာတော့ပါတယ်။ဒါပေမဲ့အတန်ထွက်တဲ့ထဲမှာတော့ T ကိုထွက်ပြီး T ပါပြီးအတန်ထွက်လို့မရဘူးပေါ့နော်။ Okay အဲ့ဒီစလုံးချိုလေးတွေကိုကျွန်တော်ကရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင့်။ဟုတ်ပြီစလိုက်ရအောင်နော်။တော့ကျွန်တော်တို့ပြောမှာဆိုလို့ရှိရင် rules လေးတွေရှိတယ်ပေါ့။ နီးလေးတွေရှိတယ်ဥမာဘာနဲ့ဘာနဲ့ဆိုလို့ရှိရင် TO silent လောက်ပါဆိုပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးလေးရှိတယ်ပေါ့နော်နံပါတ်1နေနဲ့ဆိုလို့ရှိရင်ကျွန်တော်အကုန်မလို့ပေါ့နော် STEN နဲ့ပေါ့နော်အဲ့လိုမျိုးဆုံးထားတယ်ဆိုလို့ရှိရင်ကျွန်တော်အကုန်လုံးမလို့ကအဲ့ဒီစလုံးလေးမှာဆိုလို့ရှိရင် TO အတန်ဖြောက်ပြီးတော့ထွက်ရမယ်ရှင် Okay နော် STEN ဆိုလို့ရှိရင်ကျွန်တော်တို့က T ကိုအတန်ဖြောက်ပြီးထွက်ရမယ်နော်ဥမာအဖြစ် F A S T E N fasten ထွက်လို့မရအောင် fasten ။ဒါမို့လဲ fashion ထိတမ်းပါလို့မရဘူးเนาะ။သူ့ရဲ့အသေးပဲကျွန်တော်တို့ဆိုရှင်ဥမာခပတ်တိပတ်တာတို့လေ fashion your silver တို့ပါတို့လေ။เนาะအချိတ်တာတို့ပိတ်တာတို့ပတ်တာတို့အဲ့လိုဆိုရှင်ကျွန်တော်က fashion first time ဟုတ်ဘူးเนาะ။ Now L I S T E N listen ဟုတ်ဘူးเนาะ။ listen နားထောင်နေ။ listen နော်နောက်တစ်ခု G L I S T E N glisten တော့ကျွန်တော်လူဆိုရွှဲတာ မမြဲနေဘာတွေမှာမျက်လုံးထဲမှာမျက်ရည်နဲ့ဆူရွှဲနေရဆိုတာဒါ glisten ပေါ့နော်နောက်တစ်ခု M O I S T E N moisten သူကကြောက်လဲလို့အရင်နဲ့ဆူဆွတ်တာပေါ့ဥမာနှာခမ်းလေးဘာကြီးပေါ့နော်ရှာရင်နဲ့တက်ပြီးရောအဲ့လိုမျိုးလေးနှာခမ်းလေးဆူအောင်လုပ်တယ်ဆိုလို့ရှိရင်လည်းဒါ moisten ပေါ့မျက်လုံးထဲမှာအဲ့လိုဆူရဲဆိုလို့ရှိရင်လည်း moisten ပေါ့နော်အရင်နဲ့ကုကုနဲ့ဆူဆွတ်အောင်လုပ်တာပေါ့နော် Okay ဆိုတော့ကျွန်တော်တို့ကိုယ်တော်မှာတော့ STEN နဲ့ဆုံးထားတယ်ဆိုလို့ရှိရင်အဲ့စလုံးလေးမှာကျွန်တော်က T ကို silent ထိတဲ့ဖြောက်ပြီးတော့ထွက်ရမယ်ရှင့် Okay ဟုတ်တယ် ရူးစ်နံပါတ်2โอเคเนาะဘာဖြစ်လို့ရှင် TO အတောင်ဖြောက်ရအောင်မလဲဘယ်ဘယ်နေရာမှာဆိုလို့ရှင် STLE ပြောမှာဆိုလို့ရှင်ကျွန်တော်တို့ ST ပေါ့ရေဘူးရမှတ်မှာဆိုလို့ရှင်ကျွန်တော်တို့ ST လို့မှတ်လို့ရတယ်ရှင်အဲ့တော့ ST နဲ့ဘောနော်ကျွန်တော်တို့တွဲထားတဲ့ဘောနော်အဲ့လိုမှဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုကျွန်တော်က T ကို silent T တန်းကိုဖြောက်ပြီးထွက်ရမယ်ပေါ့ Okay ဥမာအဖင် C A S T L E castle castle လို့လို့မရဘူးเนาะ castle castle ရတယ်နော်သူရဲ့တန်တဲ့ဒီအိဗေကတော့ရဲတာနောက်တစ်ခု N E S T L E Nestle Nestle တွေပါမဟုတ်ဘူးနော် Nestle Nestle သူရဲ့အိဗေကကျွန်တော်တို့ဥမာနွေးနွေးထွေးထွေးတက်တောက်တတဖြစ်အောင်လုပ်ပေးတာဥမာလက်နဲ့လက်နဲ့လက်နဲ့ဖက်နဲ့ပွေဖက်ပေးထားတာလို့ Nestle နောက် W R E S T L E Nestle နဘန်လုံးလား Nestle နော်နောက်တစ်ခုတိုင်းပါဒီမှာကျတော့ကျွန်တော် LE တော့မဟုတ်ဘူးဒါပေမဲ့ ST ဲ့ဒါဒီမှာကျွန်တော်တို့ group မှာတော့ ST လို့မှတ်လို့ရှိရင်တော့ပိုးလွယ်တယ်နော်အဲ့တော့အကောင်လုံးသိပါတယ် Christmas Christmas ပွဲတော့ဒီမှာထီတန်ဖြောက်ထုတ်တယ် Okay နော်နောက်သွားပြီး number 3သူကကျတော့ FTEN FTEN နဲ့ဆုံးတဲ့ဟာလေဆိုလို့ရှိရင်ကျွန်တော်တို့မှာဆိုလို့ရှိရင် T ကို silent ထီတန်ဖြောက်ပြီးထွက်ရမယ်တဲ့ဥပမာအားဖြင့် SOFTEN soften နူးညံ့ပျော်ပြအောင်လုပ်တာ နူးညက်ပျော်ပြန်းစေနူးညက်နူးညက်ပျော်ပြောင်းစေတာပေါ့နော်နောက်လာပြီဒါတွေကတော့ချွင်းချက်လေး O F T E N often often လို့ထွက်လဲရတယ်ဒါပေမဲ့သူ့ကိုကျွန်တော် often ဆိုပြီးထွက်လဲမှားတယ်လို့ပြောလို့မရအောင်ရှင်းမှန်းတယ်ဆိုတော့ तू ကထီတန်ထက်ပြီးတော့လဲထွက်လဲရတယ်သူ့ကိုကျတော့ထီတန်မပါဘဲထွက်လဲရတယ် often လဲရတယ် often လဲရတယ်ကျွန်တော်တော့ often လို့ပဲထွက်တယ်ပေါ့နော် okay now rules number 4တို့ကြဘလို့လဲဆိုတော့မူလပြင်သစ်စကားလုံး အဲ့ဒါမှအင်္ဂလိပ်စကားလုံးတွေနဲ့မွေးစားထားတာပေါ့နော်အဲ့လိုစကားလုံးတွေဆိုလို့ရှိရင် ठी နဲ့ဆုံးနဲ့ဆိုလို့ရှိရင်တဲ့ကျွန်တော်ကဂရုမာတို့ကသူ့ကိုလည်း ठी တန်းဖြောက်ပြီးတော့ထွက်ပေးရတယ်ဥမာဗာလေးဖြစ်မလဲ B A L L E T ဘာလီဘယ်လီကောက်ပြောတာဘာလီနောက်လာပြီ B U F F E T ဘာဖေးဒါမှဘူဖေးတူတူပဲเนาะအတန်ထွက်လို့ရတယ်ညီမတို့ဘူဖေးလို့ကျွန်တော်ရေးလိုက်မယ်နော်နောက်တစ်ခု R A P P O R T rapport rapport သူကဘလို့အိပ်ပဲလဲဆိုလို့ရှိရင်ကျတော့ तू ကဟိုပြတ်မှတ်ဆိုလို့ရှိရင်အစေးကတ်တာပေါ့နော်အစေးကတ်တယ်နောက်ဓာတ်တဲ့တယ်ပြတ်မှတ်ဆိုလို့ရှိရင်နောက်ဟိုကပ်ဆူမိတာပေါ့တခုတခုအပေါက်လန်းတဲ့တာပေါ့အဲ့လိုနေမှာဆိုရင်ကျွန်တော် rapport သုံးတယ်နော်နောက်တစ်ခု C R O C H E T crochet စာထုတ်ပန်းတို့ခြိထိုးတာ Okay နော်နောက်တစ်ခု तू ကတော့ထီရင်တော့မစိုးဘူးဒါပေမဲ့ तू ဒီလဲပဲဟိုဒီလိုပြင်းစလုံးကနေယူထားတဲ့စကလုံးဖြစ်တဲ့ပုံစံဆိုတော့လေ mortgage M O R T G A G E mortgage တော့ပေါင်းနေတာညီမဆိုအပေါင်ထားတာအဲ့ဆိုရင်ဒါဆိုလို့ရှိရင်သူ့ကိုလည်းဒါ T ကိုဖြောက်ပြီးထွက်ရတယ်တဲ့ဟုတ်ကဲ့အဲ့ဒါကျွန်တော်ကိုရမတို့ဒါ T silent words လေးတွေကိုဟိုတည်သွားနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်နော်ဟုတ်ကဲ့အားလုံးပဲကျေးဇူးများတင်ပါတယ်ရှင့်